အားလုံးပဲမင်္ဂလာပါ positive energy circle weekend talk လေးအနေကြိုးဆိုလိုက်ပါတယ်အဲ့တော့ဒီပတ်မှာတော့ကျွန်မကအာစိတ်ရဲ့ဒုက္ခတွေပေါ့နော် ကျွန်မရဲ့စိတ်ရဲ့ဒုက္ခတွေအဲ့ဒါတွေကိုကျွန်မတို့ရဲ့စိတ်ထဲမှာဖြစ်တဲ့အတွေးတွေကပဲပို့ပြီးတော့ချဲ့ထွင်နေခံစားရတယ်ပို့ပြီးတော့ဒုက္ခရအောင်လုပ်တယ်ငကိုရှိရင်ဆွဲပါလာတဲ့လူဘဝရဲ့နော် အဒုက္ခတွေကိုကျမတို့ကကိုယ့်ရဲ့စိတ်ထဲကအတွေ့အကြုံတွေပို့ပြီးတော့ပူပေါင်းလိုက်တဲ့အခါမှာအဲ့ဒီဒုက္ခတွေကပို့ပြီးတော့ကြီးလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျမအဒီထော့ကလေးကိုတင်ဆက်လိုက်ပါတယ်အဲ့တော့ကျမမကြခင်ကအဒီထော့ကလေးတခုလုပ်တယ်လုပ်တဲ့အခါကျတော့အဲ့ဒီမှာအပါဝင်တဲ့ participant တယောက်နဲ့ဆွေးနွေးမိကြတာပြောမိကြတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ သူကဘာတခုပြောလဲဆိုလို့ရှိရင်စိတ်ထဲမှာငြိမ်းချမ်းမှုပေါ့နော် inner peace ပေါ့စိတ်အတွင်းငြိမ်းချမ်းမှုပေါ့နော်အဲ့ဒါကိုလိုချင်တယ်တရားရခိုင်နှုံးเนาะဖြစ်နိုင်မယ်ဆိုလို့ရှင်တရားရခိုင်နှုံးစိတ်ရဲ့အင်းငိမှုရအောင်ဆိုလို့ရှင်ဘလို့ဘလို့လောက်ရမလဲဆိုပြီးတော့ကျမအမေရဲ့ပေါ့နော်အဲ့တော့တရားရခိုင်နှုံးလူတယောက်ကစိတ်ရဲ့ငြိမ်းချမ်းမှုပေါ့နော်အဲ့ဒါကိုရနိုင်ဖို့ဆိုတော့ကတကယ်တော့ ဘလို့မှမဖြစ်နိုင်ပါဘူး။နော်အရိယာသူတော်စင်တွေမဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့တာမန်လူသားတွေတာမန်ဖုထုစင်လူသားတွေအနေနဲ့ကစိတ်ရဲ့အင်းကြီးမှု inner peace ကိုတရားရဂိုင်းလို့ရဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူး။ဘယ်သူမှလည်းရှိမှာမဟုတ်ဘူးလို့ပဲကျမဖြေချင်ပါတယ်။ inner peace ကလူတိုင်းမရနိုင်ဘူးဆိုတာမျိုးတစ်ထက်တရားရဂိုင်းလို့ဆိုတာမျိုးတစ်ထက်ကျမတို့က 60ရာခိုင်နှုန်းပေါ့နော်ကျွန်တော်တို့ဒီမှာစိတ်ရဲ့အင်းငိမှုလေးတခုရရဲဆိုလို့ရှိရင်ဒါကိုလည်းတိတိတသားခံစားရရဲဆိုလို့ရှိရင်တော်တော်ဟုတ်နေပြီလို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်အော်ကျမမကြသေးခင်ကပဲကျမစာလေးတစ်ပုဒ်ရေးမိပါသေးတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့၄စီမှာအမ် လူတွေဟာနေ့စဉ်ကျမတို့ရင်ဆိုင်နေရတဲ့ဘဝပြဿနာတွေအခက်အခဲတွေဆိုတာကျမတို့စီမှာရှိတတ်ကြတာပဲဖြစ်တယ်လူတိုင်းစီမှာရှိရလူတိုင်းရဲ့အပူတွေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက် ကျမတို့ဖြေရှင်းနေရတယ် deal လုပ်နေရတယ်ပြဿနာတွေတော့အခက်အခဲတွေပင်ပန်းဆင်းရဲမှုတွေအပူတွေဟာတယောက်နဲ့တယောက်ပုံစံမတူအကြောင်းအရာမတူဆိုတာပဲရှိမယ်ဒါပေမဲ့ကျမတို့ခံစားရတဲ့ခံစားချက်တွေ emotions တွေပေါ့နော်အဲ့ဒီအရာတွေကတော့ကျမတို့ အကုန်လုံးတူတူပဲဖြစ်တယ်နော်ကျွန်တော်တို့တွေ့ကြုံနေရတဲ့အရာတွေအခက်အခဲတွေပင်ပန်းရတာတွေဝမ်းနေရတာအားငယ်ရတာနော်အဆရှိတဲ့ဖြစ်အဲ့လိုအရာတွေကအကြောင်းမျိုးစုံအကြောင်းဖြစ်နိုင်တယ် တည်ဆုံးတဲ့အတွက်ကြောင့်လို့ခြေရတဲ့သူတယောက်တည်ဆုံးသွားတာเนาะကျမရေထိခိုက်တာကိုကိုယ်တိုင်းနဲ့เนาะကြီးမားတဲ့ကျမရေပြဿနာတွေနဲ့ရင်ဆိုင်နေရတာเนาะအိမ်မှာရှိတဲ့ခွေးလေးကြောင်တွေတည်သွားတာအဆလို့เนาะနောက်ပြီးတော့ကျမတို့အလုတ်ပြုတ်တာစီးပွားပြက်တာအဆရှိတယ်ပြမနော်ဒီလိုအရာတွေကလည်းပါနိုင်တယ်တယောက်နဲ့တယောက်ကကျမတို့မတူနိုင်ဘူးဒါပေမဲ့တူတာကပါလဲဆိုလို့ရှိရင်အဲ့ဒီလိုအကြောင်းအရာတွေပေါ်မှာအခြေခံပြီးတော့ကျမတို့စီမှာဖြစ်လာတဲ့ခံစားမှုတွေပေါ့เนาะ ဝန်နေတဲ့အားငယ်တဲ့ငူကြွေးတဲ့เนาะစိတ်ထဲမှာမွန်ချက်တဲ့လစ်ဟာတွေဆိုတော့ခံစားမှုတွေကတော့ဗာလဲဆိုလို့ရှိရင်ကျမတို့တွေဒီအကုန်လုံးတူတူပဲဖြစ်တယ်ကျမတို့ခုမြင်မိတာလေးပေါ့เนาะဒီနေရာမှာပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်အမြင်ရင်းလာပြီးတော့ရင်ဖွင့်ကြတဲ့သူတွေရှိတယ်เนาะကျမတို့ uh page တွေမှာเนาะ messenger တွေလာပြီးတော့ကျမတို့ဒီလိုဖြစ်ပါတယ်ဒီလိုဖြစ်ပါတယ်အဆက် ရှိတဲ့မြေပေါ့เนาะလာပြီးတော့ပြောဆိုကြတယ်ရင်ဖွင့်ကြတယ်ဆိုတာမျိုးတွေအများကြီးရှိရှိတတ်ပါတယ်ရှိရခါကျတော့ကျမတို့ကအဲသူတို့ပို့လိုက်တဲ့စာတစောင်ကိုဖတ်လိုက်တယ်ဆိုလို့ရှိရင် ကျမအနေနဲ့ဘာလို့တွေ့ရလဲဆိုတော့လူတွေစီမှာအကုန်လုံးက same pattern နဲ့သွားနေရပါပဲလားဆိုတာကိုတွေ့တယ်เนาะအဓိကတော့ same pattern ဆိုတာဘာလဲဆိုအပူတွေပေါ့เนาะဒါမျိုးကိုတွေ့ရအဲ့တော့ကျမကအဲ့ဒီအချိန် ီမှာကျမကိုလာပြီးတော့စကားပြောရင်ဖွင့်တာပဲဖြစ်ဖြစ်အစာပို့တာပဲဖြစ်ဖြစ်နောက်တစ်ခုကဟေးကျမဘေးနားမှာရှိတဲ့ငယ်ချင်းတယောက်ပဲဖြစ်ဖြစ်ပေါ့နော်ထားလိုက်ပါတော့အဲ့ဒါဆိုလို့ရှိရင်ကျမနားထောင်နေသူနေရာနားထောင်တာเนาะပြောရမယ်ဆိုကျမအဲ့ဒီမှာတကယ်ဖြစ်နေတဲ့သူမဟုတ်ဘူးတကယ်ခံစားနေရတဲ့သူမဟုတ်ဘူးအဲ့တော့ကျမဘေးလူအနေနဲ့ပဲကျမနားထောင်တာ နော်ဘေးလိုအနေနဲ့နားထောင်နေဆိုတဲ့အတွက်ကြောင့်လို့တနည်းအားဆိုကျမတင်ငယ်ချင်းတယောက်ကျမရင်ဖွင့်ခြင်းနေဆိုပြီးရင်ဖွင့်တယ်ခဏပဲဆိုပြီးရင်ဖွင့်လိုက်တနားရီလောက်ကြာသွားတယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကျမရင်သူရင်ဖွင့်တာကိုကျမနားထောင်ပြီးတဲ့အတွက် နားထောင်ပေးနေရင်းနဲ့မှာကျမတို့ကိုပြောပြတာပေါ့နော်ဒါဒီလိုမျိုးဖြစ်တဲ့နေဒီလိုလုံးကြည့်ပါအစရှိသဖြင့်ကျမတို့ကိုအဲ့လိုမျိုးတို့ကျမဘေးနာနေပဲကျမပြောပြပေးအဲ့ဒါကျမဘေးလူအနေနဲ့မလို့ကျမပြောပြပေးရလေနော်ပြောပြနိုင်တာဘေးလူအနေနဲ့ကပုံစံတစ်မျိုးနဲ့လည်းမြင်နိုင်တယ်သူမမြင်တာတွေကိုလည်းကိုမြင်ပေးနိုင်တယ်အဲ့လိုသဘောမျိုးပေါ့လေဒါပေမဲ့ဒီနေရာမှာကျမပြောချင်တာပါလဲဆိုဘာလို့သွားပြီးတော့တွေ့လဲဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီနေရာဟိုကအဲ့နေရာကိုမဟုတ်ဘူး ဆိုလို့ရှိရင်တိတ်မခံစားရဥမာချလိုက်ပါတော့တငယ်ချင်းတယောက်ကနော်အဲအိမ်တော်ကြီးအစင်မပြေဘူးဆိုလို့ရှိရင် သူ့ရဲ့အဲမွန်းချက်မှုတွေသူ့ရဲ့နာကြီးမှုတွေပေါ့နော်ဒါတွေကိုကြည့်ပြီးတော့စိတ်ထဲမှာအဲတကယ်ချင်းအတွက်စိတ်မကောင်းဘူးသူ့ပျော်စီခြင်းနဲ့ဒါပေမဲ့သူဒီလိုဖြစ်နေတဲ့အတွက်စိတ်မကောင်းဘူးဆိုတာလောက်ပဲကျမတို့စီမှာဖြစ်တယ်ဒါပေမဲ့သူခံစားနေရတဲ့မွန်ချက်မှုတွေနာကြီးမှုတွေဟာကျမတို့ကိုမဟုတ်တဲ့အတွက်ကြောင့်မလို့ဒါကို အရင်ခံစားရပါတယ်လို့ကျမတို့တော့ပြောလို့မရဘူးเนาะကျမအမြင်နဲ့ပြောနေကြရှိပါတယ်အမျိုးသမီးတယောက်ဆုံးသွားတယ်သူတို့အင်းရှိမှာเนาะကြောက်တင်ပုံမှာရေးထားမယ်တော့ဘသူဘသူပေါ့เนาะအသက်ဘလောက်အစားရှိသဖြင့်ရေးထားမယ်ဆိုလို့ရှိရင်ကျမတို့အဲ့ဒီကြီးကဖြတ်သွားတယ်ဩဒီအန်တီဆုံးသွားပြီလားဆိုတာမျိုးပဲကျမတို့ဖြစ်တယ်လေเนาะဘာဖြစ်လို့လဲဆိုတော့ကျမတို့အမေမှမဟုတ်တာเนาะအဲ့လိုမျိုးဖြစ်လာအဲ့ကျမအဲ့ဟောက်ပါသွားပြီးတော့မြင်လဲဆိုလို့ရှိရင်လေကျမတို့တွေစီမှာလူတိုင်းမှာပေါ့เนาะ လူတိုင်းမှာကျမတို့ကငါဆိုတဲ့အစွဲတခုရှိတယ်အဲ့တော့အရာရာကိုကျမတို့ကအဲ့ဒီငါနဲ့သွားပြီးတော့ကတ်လိုက်တယ်ဆိုရင်အဲ့ဒါကကျမတို့ကိုအဆုံးအထိရောက်အောင်ဆွဲတင်သွားတာအဲ့ဒီငါဆိုတာကအဆုံးအထိရောက်ဆွဲတင်သွားတယ်ကျမတို့ရဲ့စိတ်ခံစားချက်တွေခံစားရတာတွေဝန်းနေရတာတွေကြည်ကွဲရတာတွေเนาะအဲ့ဒါတွေကကျမတို့ကငါဆိုတာနဲ့သွားပြီးတော့ကတ်လိုက်တယ်ဆိုလို့ရှိရင်အကုန်လုံးကထိတ်ဆုံးအထိရောက်သွားတယ်အဲ့လိုသဘောမျိုးရှိရပါတော့အဲ့တော့ငါအမေလို့เนาะ ငါအမေဖြစ်သွားရင်ငါအမေဖြစ်တယ်ဆိုတာနဲ့သူများအမေဖြစ်တယ်ဆိုတာနဲ့မတူเนาะငါယောက်ျားသစ္စာဖောက်တာနဲ့သူများယောက်ျားသစ္စာဖောက်တာနဲ့ကမတူเนาะငါခွေးလေးတည်သွားရင်သူများအိမ်ကခွေးလေးတည်သွားတာနဲ့ကမတူအဲ့လိုမျိုးဖြစ်တာအဲ့တော့အဓိကကဘာကိုသွားတွေ့လဲဆိုတော့အဲ့ဒီငါဆိုတာကိုသွားပြီးတော့တွေ့ရเนาะဒါပေမဲ့ငါမရှိလို့လဲကျမတို့ကမနေနေလို့မရအောင်လောကကြီးမှာငါရှိတော့မှာပဲကျမတို့ကအမ် ဘဝမှာစူးစမ်းခြင်းစိတ်တည်းရှိတယ်နော်ထူထောင်ခြင်းစိတ်တည်းရှိတယ်နော်ငါလုံးမရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ငါကဟိုပြုတ်ဖို့ဆိုပြီးတော့ပြောကြတယ်အတ္တပေါ့နော်ပြုတ်ဖို့ဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့ပြုတ်ဖို့ဆိုတာလဲတာမန်လူတွေအတွက်ပေါ့ကျမတို့လိုတာမန်လူတွေအတွက်ကတော့အင်တာမခက်ခဲပါတယ်ရှော့လို့ပဲရမယ်ပေါ့နော်ကျမတို့လည်းလုံးဝပြုတ်သွားဖို့ဆိုတော့မရှိဒါပေမဲ့ရှော့လိုက်နိုင်နေဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့တော်တော်လေးကိုအဲစိတ်ထဲမှာ တက်တာတယ်ပေါ့နော်ရှော့လိုက်နိုင်တယ်ဆိုလို့ရှိရင်နည်းနည်းရှော့နိုင်တယ်ဆိုနည်းနည်းနေနေတက်တာတယ်အများကြီးရှုံနိုင်နေဆိုလို့ရှိရင်အများကြီးတက်တာတယ်ဒီလိုသဘောမျိုးတွေ့ရတယ်အဲတော့ကျွန်တော်တို့ကတနေ့တနေ့မှာဘယ်လိုပုံစံနဲ့သွားလဲဆိုလို့ရှိရင် तू ကငါ့ကိုဒီလိုပြောတယ်เนาะငါ့ကို तू ကဒီလိုလုပ်လို့ဖြစ်တာเนาะ तू က ငါမကြိုက်တာတွေကိုလုပ်လို့เนาะငါဒီလိုမျိုးခံစားရတာเนาะလူတွေကဘယ်လိုမျိုးဖြစ်လို့เนาะအဲ့ဒါကြောင့်မလို့ငါဒီလိုခံစားရတာအဆရှိတဖြစ်ပါเนาะ tomorrow က pointing fingers လေเนาะအဲ့လိုမျိုးဟိုသူများကိုလည်းညှိုးလိုက်လည်းညှိုးထိုးကြတာများတယ်အဲ့တော့ဘာဖြစ်လဲဆိုငါကငါဒီလိုခံစားရတာကအဲအဲ့လိုမျိုးပေါ့နော်ငါရဲ့ခံစားချက်တွေငါမကြိုက်တာကိုလုပ်တယ်အဆရှိတဖြစ်အဲ့ဒီအရာတွေမှာလေသွားပြီးတော့ ငါဆိုရနဲ့သွားပြီးပူပေါင်းလိုက်တဲ့အခါမှာဘာတွေဖြစ်ကုန်လဲဆိုလို့ရှိရင်အဲ့ဒါတွေကတီးတဲ့အရာတွေကလည်းဘာတွေဖြစ်သွားလဲဆိုလို့ရှိရင်အကြီးတွေဖြစ်သွားတတ်ကြတယ်ပြဿနာတွေဆိုလည်းအကြီးဖြစ်သွားတယ်เนาะအဲ့တော့ဘာကိုသွားမြင်လဲဆိုလူရငါဆိုရနဲ့တွဲတတ်တယ်เนาะတွဲပြီးတော့မြင်တယ်ပြဿနာတွေအခက်အခဲတွေမြင်တယ်စိတ်ခံစားမှုတွေလည်းဒီလိုမျိုးပဲငါဆိုရနဲ့တွဲလို့ရှိရင်အဆုံးထိရအောင်တွန်းတင်သွားတယ်တွေးတယ်เนาะအဲ့တော့အဲ့ဒါနဲ့ငါဆိုရနဲ့တွေးတယ်လို့မျိုး ငါဟာသူများကြောင့်မလို့ဒုက္ခရောက်ရတယ်ဆိုတာမျိုးဖြစ်တာเนาะငါခံစားရတာသူ့ကြောင့်မလို့ဆိုတာမျိုးဖြစ်တာเนาะအဲ့တော့ကျမတို့ဟာသူများကိုလည်းညှို့ထိုးပြီးတော့နေကြတာများတယ်เนาะကျမတို့ဘဝတစ်လျှောက်လုံးမှာအဲ့တော့ဒါပေမဲ့သူများကိုလည်းညှို့ထိုးတာကဘာဖြစ်လို့လဲဆိုတော့အယံလွယ်တယ်လေเนาะအယံလွယ်တယ်ကိုကိုကိုလည်းညှို့ထိုးပြီးတော့ငါဘာဖြစ်နေရလဲเนาะဘာဖြစ်လို့ဒီလိုမျိုးခံစားနေရတာလဲဆိုတာမျိုးကိုအပြေပြန်ရှာဖို့ထက် ဘာဖြစ်လဲဆိုလို့ရှိရင်သူများကိုလက်ညှိုးလိုက်ထိုးရတာကအရင်လွယ်ကူတယ်ဘာလို့ဆိုတော့တာဝန်မရှိဘူးလေနော်ကိုယ့်ကိုတာဝန်မယူရအောင်အဲ့တော့လူတွေစီမှာအဲ့လိုသဘောသဘာဝမျိုးရှိတတ်တယ်တကယ်တော့မှကျမတို့ရဲ့စိတ်ခံစားချက်တွေဟာနော်အရင်ကိုကျမတို့အရင်ထိခိုက်ရတယ်နာကျင်ရတယ်ခံစားရတယ်အဆရှိတယ်ပေါ့နော်ဒီလိုအရာတွေကတခါလေကြောက်လို့ရှိရင်ကျမတို့ရဲ့စိတ်ကိုကအဲ့လိုမျိုးခံစားရဖို့ကို90ရာခိုင်နှုန်းလောက်တော့ပြီးပူပေါင်းပါဝင်နေရမျိုးဖြစ်တတ်တယ်။တခြားသူတွေကြောင့်မလို့ တခြားသူတွေမှာဘာအပြစ်မှမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးเนาะကျမတို့ကြုံဆုံရတဲ့အခက်အခဲတွေအခြေအနေတွေเนาะလူပုဂ္ဂိုလ်တွေသူတို့ကြောက်မှုလို့ကျမတို့ဖြစ်ရတယ်ဆိုတော့ခံစားချက်တွေဟာနော်တကယ် reality ပေါ့နော် reality ကနေပြီးလာပြီး reflect လုပ်တယ်အဲ့ဒီအတွက်ကြောင့်မို့ကျမတို့ဖြစ်ရတယ်ခံစားရတယ်ဆိုတော့အရာတွေက90%ခိုင်နှုန်းမှန်ကန်နိုင်တယ် နော်ဒါပေမဲ့အဲ့ဓာရီအဲ့ဒီအရာကိုကျမတို့ကနောက်ထပ်90ရာခိုင်နှုန်းလောက်ထည့်ပေါင်းပြီးတော့ကျမတို့ကချဲ့ထွင်နေစဉ်းစားတယ်နော်ခန့်စားတယ်အဲ့ဒီခါမှာဘာဖြစ်လဲဆိုရင်ကျမတို့ရဲ့မပျော်ရွှင်မှုတွေနော်မကြည်လည်မှုတွေမကြည်နပ်မှုတွေမကြိုက်နှစ်သက်မှုတွေလက်မခံနိုင်မှုတွေစုတ်ကင်ထားမှုတွေအဲ့ဒီအရာတွေက ။ဘာဖြစ်သွားလဲဆိုတရားရာဂိုင်းနှုံးအထီကိုရောက်သွားပြီးတော့ကျမတို့ဘဝမှာအရင် miserable ဖြစ်တယ်။လုံးဝဆင်းရဲပြီးတော့တည်မလားစိတ်ထဲမှာစိတ်ဆင်းရဲစိတ်ညစ်ပြီးတော့အရင်ဘာမှရစရာမရှိတော့ဘူးကျမတို့စီမှာပျော်စရာဆိုတာမရှိတော့ဘူးအဲ့လိုသဘောမျိုးပေါ့နော်ကျမပျော်ရယ်ပျော်ရယ်ပျော်စရာပျော်ရွှင်ခြင်းအစရှိသဖြင့်တူတူခဏခဏပျော်ပေးမယ်ကျမဆိုလို့ရက်ပျော်ရွှင်ခြင်းဆိုတာမျိုးကကျမတို့အကုန်လုံး night club မှာအကုန်လုံးထားကြပြီးတော့နော်အဲ့လိုပျော်ရွှင်ခြင်းမျိုးပြောတာမဟုတ်ဘူးနော်စိတ်ထဲမှာသူ့ဝင်နေသူ အငိမ့်တက်ကလေးတခုရပါဘူးတည်တည်ငြိမ်ငြိမ်နဲ့ရှိနေတဲ့ inner peace and inner joy ပေါ့နော်အဲ့လိုပျော်ရွှင်မှုမျိုးကျွန်မဆိုလိုတာဖြစ်ပါတယ်။ဟိုတလောကပဲဒါဆရာတော်ဦးစိုးဒီကရဲ့တရားလေးတစ်ပုဒ်ပေါ့နော်အဲ့ဒါလေးကိုဟိုဖတ်ရတယ်။အဲ့တော့ဗာလဲဆိုဆရာတော်ကဗာပြောလဲဆိုဒုက္ခကိုဟိုသွားပြီးတော့ကျွန်မတို့ကဥပောင်းပတ်သက်တယ်ပေါ့နော်ဆိုပြီးတော့အဲ့ဒါမျိုးလေးရေးထားတာတွေ့ရတယ်။အဲ့တော့တကယ်ပဲဗာလဲဆိုလို့ရှိရင်ကျွန်မတို့ရဲ့ ဒုက္ခပေါ့နော်အဲ့ဒါကိုအများကြီးဖြစ်စေရပို့ပြီးတော့အစပွားပြီးတော့ဖြစ်လာစေရဆိုလို့ရှိရင်ကျမတို့ရဲ့စိတ်ဒုက္ခပေါ့နော်အဲ့ဒီစိတ်ဒုက္ခကိုကျမတို့တွားပြီးတော့ပေါင်းနေတာကလည်းဗာလဲဆိုလို့ရှိရင်ကျမတို့ရဲ့စိတ်ထဲကအတွေးတွေပဲဖြစ်တတ်တယ်အဲ့တော့ဒါလေးကအမြဲတမ်းစဉ်းစားစရာကောင်းတယ်ကိုယ့်ရဲ့စိတ်ဒုက္ခကိုပို့ပြီးတော့ကြီးမားလာစရာကဗာလဲဆိုကိုယ့်ရဲ့စိတ်ထဲကအတွေးတွေကြောင့်မလို့ပဲကျမတို့စီမှာဖြစ်တာများတယ်ပေါ့နော် အဲ့ဒီ talk လေးမှာကျမနဲ့ဆွေးနွေးတဲ့เนาะ participant ညီမတယောက်နဲ့ပြောတဲ့အခါမှာလေကျမအဲ့ဒီသဘောလေးကိုကျမပြန်ပြောပြောမိတယ်။ဘာလဲဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ inner world ပေါ့နော်ကျမတို့ရဲ့စိတ်အတွင်းထဲမှာရှိတဲ့ reflection ပုံရိပ်တွေထင်ဟမှုပေါ့နော်အတွေးတွေထင်ဟထင်ဟမှုကအပြင်မှာလဲသွားပြီးတော့ဟိုတည့်ရောက်မှုတွေသွားပြီးတော့ရှိနေတတ်တယ်။အဲ့တော့ကျမတို့တွေက နော်ပြည်တနာကိစ္စတစ်ခုကိုနော်ဒါကိုပြည်တနာလို့ကျမတို့ကကြည့်ရဲဆိုလို့ရှိရင်ကျမတို့အပြင်မှာရှိတဲ့အရာတွေမှာလည်းကျမတို့ကပြည်တနာတွေကိုပဲသွားပြီးတော့မြင်တတ်တာဖြစ်တယ်။ကျမတို့စိတ်ထဲမှာရှုပ်ထွေးမှုရှိနေတယ်ဆိုရင်ကျမတို့မြင်တဲ့အရာတွေကလည်းပါလေဆိုရှုပ်ထွေးမှုရှိရဲ။တခါလေကြလို့ရှိရင်ကျမကိုယ်ရင်းနဲ့ဒီလိုပဲတချို့အရာတွေကနော်ဘာမှမဟုတ်ဘူး။ဘာမှမဟုတ်တဲ့ပြည်တနာတွေပြည်တနာလို့တော့ပြောလို့မရဘူး။ဘာမှမဟုတ်တဲ့ကိစ္စတွေအရေးလည်းမကြီးဘူး။ ဘာမှလည်းမဟုတ်ဘူးလျှော်ပေးလိုက်လို့လေရတယ်ဒါပေမဲ့အဲ့ဒါကိုမဖြစ်နေရလဲဆိုစိတ်ထဲမှာမကျေနပ်နိုင်မှုဖြစ်တယ်နော်မကျေနပ်မချမ်းနိုင်နေဖြစ်ပြီးတော့ဘာလဲဆိုလို့ရှိရင်ဒါကိုဘာမှမဟုတ်တဲ့အရာတခုပြဿနာဖြစ်အောင် blow up လုပ်လိုက်တာပေါ့နော်အဲ့တော့အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်စိတ်ထဲမှာလည်းရှုပ်ထွေးမှုရှိနေတဲ့အတွက်ကြောင့်မလို့ကျမတို့ကကိုယ်နဲ့ထိစပ်နေတဲ့အရာတွေအခြေအနေတွေလူပုဂ္ဂိုလ်တွေမှာ အဲ့လိုမျိုးရှုပ်ထွေးစွာနဲ့သွားပြီးမြင်တာပေါ့နော်မြင်တဲ့အခါကျတော့ဘာလဲဆိုရှုပ်ထွေးမှုတွေဖြစ်လာအဲ့လိုပဲကိုကပြဿနာတွေပဲစိတ်ထဲမှာဖြစ်နေရဆိုလို့ရှိရင်လေဘာဖြစ်လဲဆိုကျမတို့ကြည်ရတယ်မြင်တာတွေမှန်သမျှမှာပြဿနာတွေပဲများနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကဘာလဲဆို inner world ရဲ့ reflection outer world မှာသွားပြီးထင်ဟပ်နေရမျိုးပေါ့အဲ့တော့ဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ကျမတို့ကစိတ်ထဲမှာ clarity တခုရှိနေတယ် အရင်ရိုးရှင်းတဲ့စိတ်ထဲမှာနော်ကျမတို့တွေးတာတွေနော်ကျမတို့အဲ့လိုမျိုးရှိရဲဆိုလို့ချင်းကျမတို့ရဲ့ပြင်ပလောကကိုကျမတို့ရှုမြင်သုံးသပ်ပုံတွေရလေတကယ်ကိုရိုးရှင်းလာတာကိုတွေ့ရတယ်နော် clarity ရှိလာတယ်နောက်တစ်ခုကအဲ balance ဖြစ်တယ်ပေါ့နော်ကျမတို့စိတ်ထဲမှာရှိရဲအတွင်းစိတ်ထဲမှာရှိရဲအခြေခံကအာကျမတို့မေတ္တာတရားရှိရဲနော်ကျမတို့ခွင့်လွှတ်တယ်ရိုးရှင်းတယ်နော်ရှင်းရှင်းလင်းလင်းပဲစိတ်ရှင်းနေရဲဆိုလို့ချင်းကျမတို့ကြည့်ရဲ့ ပတ်ဝန်းကျင်မှာကျွန်တော်တို့ ਨੇ ပတ်သက်ဆက်နွယ်နေရတဲ့လူပုဂ္ဂိုလ်တွေပုံမှာအခြေအနေအဖြစ်အပျက်တွေပုံမှာကျွန်တော်တို့ဒီအကုန်လုံးရှင်းလင်းနေဆိုရဲဟန်ချဲညီမြောက်မှုတစ်ခုပေါ့နော်အဲ့ဒီ balance တစ်ခုကိုသွားပြီးတော့တွေ့ရတာဖြစ်တယ် အဓိကဘာလဲဆိုလို့ရှိရင်ကျမတို့ကစိတ်ထဲမှာဖြစ်နေတဲ့ဒုက္ခတွေရှိတယ်၊တောကအပူတွေရှိတယ်၊မီးတွေရှိတယ်အဲ့ဒါတွေကိုကျမတို့ကသွားပြီးတော့လောင်စာမထည့်ပေးဖို့လိုတယ်။အဲ့လိုလောင်စာမထည့်ပေးဖို့ဆိုတာဘာလဲ။ဘာကိုအတိပြုရမှာလဲဆိုကျမတို့ရဲ့စိတ်ကိုပဲကျမတို့ကအမြဲတမ်းပဲတတိပြုရမှာ။အဲ့တော့စိတ်မှာကျမတို့လုပ်လို့ရတာဘာလဲဆိုရင်ကျမတို့ငါဆိုတဲ့အစွဲတစ်ခုပေါ့နော်။အဲ့ဒီတစ်ခုကိုကျမတို့ရှော့ပေးဖို့လိုတယ်။ငါဆိုတာကိုရှော့လိုက်တဲ့အခါကျရင်ဘာဖြစ်သွားလဲဆိုတော့ကျမတို့ကဒီအနိစ္စဒုက္ခအနတ္တဆိုတာနော်။အဲ့ဒီသဘောပေါ့။ကျမတို့ဗုဒ္ဓဘာသာတွေဆိုရင်တော့ အဲ့လိုမျိုးပြောကြတယ်။ဘာလဲဆိုတော့ကိုလှုပ်တိုင်းလည်းမဖြစ်ဘူး။နော်ဘာမှအဆိုးမရဘူး။ကိုဖြစ်ချင်တာလည်းမဖြစ်ဘူး။နော်ဘာမှလည်းမတည်မြဲဘူး။နော်အဲ့ဒီမတည်မြဲတာတွေကသာလည်းတည်မြဲနေတာ။မတည်ကြတာတွေကသာလည်းတည်ကြနေတာ။အဲ့ဒီသဘောပေါ့နော်။အဲ့ဒီသဘောကိုကျမတို့နားလည်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ငါဆိုတာလုံးဝပြုတ်သွားတယ်ပေါ့ ဟိုတယောက်ဆိုလို့ရှိရင်ပြောရဲဒီအခုချိန်မှာကြုံရတဲ့တဘာဝဘေးရနေရတယ်ရှိတယ်เนาะဓာရီပေါ့ကပ်ဘေးကြီးရှိရဲ့အဲ့မှာဘာဖြစ်လဲဆိုလို့ရှိရင်ကိုကိုကိုပြန်မေးမိတယ်ဘယ်လိုပြန်မေးမိတယ်ဆိုလို့ရှိရင်ငါလုတ်တိုင်းဖြစ်သေးရဲ့လားဆိုပြီးတော့ပြန်မေးမိတယ်เนาะအဲ့အချိန်မှာသူကဘာလဲဆိုငါဆိုတာလုံးဝပြုတ်သွားတယ်ဆိုပြီးတော့သူပြောတာเนาะဒါကတော့ကျွန်တော်တို့အခိုက်အတန့် ပေါ့နော်အခိုက်အတန့်မှာအရန်တံဝေကရရတယ်။အဲ့ဒီအချိန်မှာဘာလဲဆိုတရားပြသွားတာတွေကိုကြည့်ပြီးတော့ငါလုံတိုင်းဖြစ်သေးရဲ့လားဘယ်နဲ့ရှိစားဆိုတော့ကိုယ့်အကူပြန်ပြီးတော့မိခွန်းထုတ်လိုက်တဲ့အထီအောင်မှာဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီငါဆိုတာကိုဖြုတ်နိုင်တယ်ရှော့ဖြုတ်နိုင်တာမဟုတ်ရှော့နိုင်တယ်ပေါ့နော်။အဲ့လိုရှော့နိုင်တဲ့အခါကျလို့ရှင်ဘာဖြစ်လဲဆိုကျွန်တော်တို့စုပ်ကိုင်းထားတဲ့အရာတွေကလည်းသူ့နဲ့သူပြေလျော့ပြီးတာဖြစ်သွားတယ်နော်။ အဲ့လိုမျိုးပြေရောသွားတဲ့အခါမှာစိတ်ထဲမှာပါဖြစ်တယ်ဆိုစိတ်ထဲမှာ relief ဖြစ်တယ်တက်တာရတခုရတယ်နော်တက်တော့တက်တာဖြစ်လာတယ်ဒီကျွန်တော်ရဲ့စိတ်တည်းရဲ့ကျွန်တော်စိတ်မှာဖြစ်တဲ့ဒီသောကတွေအပူတွေဒါတွေကိုသွားပြီးတော့ပေါင်းတာပို့ပြီးတော့ကြီးတော့အောင် လုပ်တာကလည်းဘာလဲဆိုကျွန်တော်ရဲ့စိတ်တည်းကအတွေးတွေပဲဖြစ်တယ်အဲ့တော့အဲ့ဒီအတွေးတွေကိုကျွန်တော်သတိထားကြည့်စေချင်တယ်နော်တကယ်တော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ အဖြေတွေမှန်သမျှเนาะအဲ့ဒါတွေကဘယ်မှာပဲရှိတယ်လေကိုရှာနေတဲ့ဘဝပြဿနာတွေအဖြေတွေမှန်သမျှကိုရဲ့ရင်ထဲမှာပဲရှိအတွင်းထဲမှာပဲရှိရပေါ့เนาะဘလို့ပဲဖြစ်ဖြစ်ဒါဘယ်သူကြောင့်ဘဝကြောင့်ဘာဖြစ်လို့ညာဖြစ်လို့ပြောနေရမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်အစိတ်အပိုင်းတစ်ခုအတိုင်းအတာတစ်ခုဒီမှန်ကန်တယ်90ရာခိုင်နှုန်းဒီမှန်ကန်တယ်ဟုတ်တယ်เนาะဒီလိုမျိုးအကြောင်းအရာတွေကြောင့်ဒီလိုလူပုဂ္ဂိုလ်တွေကြောင့်ဒီလိုအခြေအနေဖြစ်တယ်ဒါကြောင့်မလို့စိတ်ညစ်ရတယ်စိတ်ပင်ပန်းရတယ်စိတ်ဆင်းရဲရတယ်ဆိုတာတွေဒီမှန်ကန်နိုင်တယ်ဒါပေမဲ့အဲ့ဒါတွေကိုပို့ ပြီးတော့ကြီးထွားလာအောင်လုပ်တာကလည်းကိုယ့်ရဲ့စိတ်အတွင်းတွေဖြစ်နေတတ်တယ်ဆိုတာကိုသတိထားပြီးတော့အဖြေတစ်ခုလိုချင်လို့ရှိရင်ကိုယ့်ရဲ့စိတ်အတွင်းကိုကိုပြန်ပြီးတော့ကြည့်စေခြင်းနဲ့ကိုယ့်ရဲ့အတွေးတွေကိုကိုပြန်ပြီးတော့သတိထားကြည့်စေခြင်းနဲ့ပေါ့နော်အဲတော့ကျွန်မခုနပြောသလိုမျိုးပဲကိုယ့်ရဲ့စိတ်ထဲမှာရှုပ်ထွေးမှုတွေများနေရင်ကိုယ်မြင်ရတဲ့ကမ္ဘာလည်းရှုပ်ထွေးနေတယ်အဲ့လိုသဘောပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်အတိအကကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးရှင်းစေခြင်းနဲ့ကိုယ့်ရဲ့စိတ်ကလေးကို အရင်ဆုံးရှင်းမှသတိလေးကပ်ပြီးပါကိုယ့်ရဲ့စိတ်ကကြည်လင်လာနဲ့မြ။ကိုယ့်ရဲ့စိတ်ကရိုးရှင်းနေရနဲ့မြ။ကိုယ်မြင်ရတဲ့ပတ်ဝန်းကျင်ကလည်းကြည်လင်လာမယ်ရိုးရှင်းလာမယ်ပေါ့နော်။အဲ့ဒီအကြောင်းအရာလေးကိုကျွန်မဒီဘက် weekend တော့မှာပြောပြလိုက်ပါတယ်။အဲ့တော့ဒါလေးကိုနားထောင်ပြီးတော့လည်းတခုခုရနိုင်မယ်လို့မျှော်လင့်တယ်။ဆုံးထိနားထောင်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice weekend and thank you for listening.